2025ခုနှစ်မေလ23ရက်နေ့တောက်ကြနေ့နံနဲ့ယိုရုများမှတိုင်းတာချက်တွေနဲ့ဘင်္ဂလားပင်လယ်အော်မှာဖြစ်လာနိုင်တဲ့လေပြားနေရာရောက်ဖို့မှမုံတိုင်းဖြစ်လာနိုင်မှုအခြေအနေများကိုကျွန်တော်တို့ဆက်လက်လေ့လာခမိုင်းရင်းနဲ့မုတ်တုံလေစီးကြောင်းကနေပြီးတော့မှမြမကံယူရန်ကိုရေလှိုင်းနေဘယ်လိုရိုက်ခတ်မလဲဆိုတာလေ့လာမှာဖြစ်ပါတယ် ဒီနေရာမှာကျွန်တော်တို့တစ်ဆက်တည်းပြောချင်တာကကျွန်တော်တို့ယာဒီဥဒုခမတ်နဲ့မီဒီယာလုံကဆိုလို့ရှိရင်ကျွန်တော်တို့တနိုင်တပိုင်းဒါလောက်ကင်ပြီးတော့မြန်မာပြည်ထဲမှာနေထိုင်လောက်ကင်စားတောက်နေသူများတွေအတိပေးတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်ကိုပိုင်ငွေနဲ့အားဆိုင်ပြီးတော့အခက်ခဲတွေကြားကနေပြီးတော့ကျွန်တော်တို့ပြင်ပြနေတာဖြစ်ပါတယ်ကျွန်တော်တို့ပရိသတ်များတောင်းဆိုတဲ့ မြို့နယ်ရဲ့အဆင့်ထိကျွန်တော်တို့မှာရေးသားဖြတ်ဝေနိုင်မှုလူဝင်အားမရှိတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့စ조사ပြီးတော့ရှာဖွေနေသေးဖြစ်ပါတယ်ကျွန်တော်တို့အရေးကြီးတဲ့အပိုင်းတွေကိုတော့အတန်ဖိုင်လေးနဲ့ပြုတ်လို့ပြီးတော့ Telegram ကနေပြီးတော့ကျွန်တော်တို့ဆက်လက်တင်ပြနေပါတယ်ဟောပြီကျွန်တော်တို့ဒီကနေ့မုတ်တုံလေးစီကြောင်းနဲ့မြမပင်လေးလေ့လာကြအောင် အာရီဗျန်ပင်လယ်နဲ့အိန္ဒိယသမုဒ္ဒရာကတိုက်ခတ်လာတဲ့မုတ်တုံလီစီးကျောင်းဟာမြန်မာပြည်ကမ်းရိုးရာအတီးအကြီးကို ဝင်ပြီးတော့မြန်မာပြည်အလယ်ပိုင်းမှာဖြတ်ကျော်တိုက်ခတ်သွားတဲ့အတွက်ကြောင့်မလို့ဒီရပိုင်းအတွင်းမှာမြန်မာပြည်အတွင်းမှာနေရာကွက်ကြားမိုးကြီးနေတာကို မိတ်ဆွေများသိပြီးဖြစ်ပါလိမ့်မယ်ဒီနေ့23ရက်နေ့မနေ့6နိုင်ဒီလီစီးကျောင်းကြောက်မလို့ ပင်လယ်ပြင်ကဘာဖြစ်နေလဲဆိုရင်တော့လေတုံးမှုကြောင့်မလို့ပင်လယ်ရေပင်ဟာစတင်ပြီးတော့ဖလိုင်းဖြစ်လာတာတွေ့ရပါတယ်ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာ23ရက်နေ့မှာဆိုလို့ရှိရင်တော့ဖလိုင်းမြင့်6ပီစတင်ဖြစ်လာပြီးတော့မြမကန်ယူရန်တစ်ချောက်လုံးမှာတော့ဆက်လက်ပြီးတော့တည်ငြိမ်နေတဲ့အချိန်တွေတွေ့ရမှာဖြစ်ပါတယ် 24ရက်နေ့စနေနေ့မှာတော့မုတ်တုံလေအာအနေငယ်ကောင်းလာပြီးတော့တနာယူမိုင်30ထိတက်ခတ်နှုံစတင်မြင့်တက်လာပြီးတော့အိန္ဒိယသမုတ်တရားနဲ့အာရေဗျန်ပင်လယ်ကတိုက်ခတ်တဲ့လေဟာဘင်္ဂလားပင်လယ်မြောက်ဖက်မှာကွေ့သွားတာကျွန်တော်တို့တိုင်းတာကြက်တွေကြခမန်းလို့ရရှိပါတယ်ဒီနေထားနဲ့ ပင်လယ်ပြင်ကိုကြည့်မယ်ဆိုရင်မုတ်တုံလေပြင်းအားကြောင့်မလို့ဘင်္ဂလားပင်လယ်တောင်ဘက်မှာဆေးဘီအမြင့်ရှိတဲ့ရေလိုင်းနေစတင်ဖြစ်ပေါ်ပြီးတော့ကိုကိုဂျွန်နဲ့နမာတီတောင်ဘက်ကန်ယိုရန်ကိုဦးတည်ပြီးတော့တွားနေနိုင်တဲ့အခြေအနေကိုကျွန်တော်တို့ခါမှတွေ့ရှိရပါတယ်။25ရက်တနင်္ဂနွေနေ့ရောက်တဲ့အခါမှာတော့ မုတ်တုံလေကြီးချောင်းဟာပုံမအားကောင်းလာပြီးတော့35မိုင်တီတိုက်ခရင်းနဲ့မြမကန်ယူရာမှာလေဆိုင်ဝဲစတင် ဖြစ်လာနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်25ရက်ဆယ်ပေအမြင့်ရေလိုင်းဟာဘင်္ဂလားပင်လယ်အလယ်မှာ ပုံမပြီးတော့ကျယ်ပြန့်လာပြီးတော့ မြမာပြည်ဘက်ကိုဆက်လက်ဦးတည်နေတယ်လို့ကျွန်တော်တို့ခမန်းရရှိပါတယ်26ရက်နေ့ရောက်တဲ့အခါမှာတော့ကပလီပင်လယ်ပြင်သားမှာလေဖျားနေရာရောက်ဝန်းတစ်ခု ဖြစ်ပေါ်သလိုပဲဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာလေဖျားနေရာရောက်ဝန်းဖြစ်ပြီးတော့အဲဒီကတွန်းပိုးတဲ့အချိန်ညာဆိုလို့ရှိရင်တော့ပစိဖိတ်ဒေသကလာတဲ့လေစီးကြောင်းနဲ့အတူတနင်္လာရီတိုင်း ကရင်ပြည်နယ်မွန်ပြည်နယ်ပဲခူးတိုင်းရန်ကုန်တိုင်းအေရဝတီတိုင်းရခိုင်ပြည်နယ်ကိုစတင်ဖြတ်သန်းတိုက်ခတ်နိုင်တဲ့အခြေအနေရှိပြီးတော့ဒီလီစီးကျောင်းတွေဟာမြေဆိုင်လေဖြစ်တဲ့အတွက်ကြောင့်မလို့မြေပြင်မှာနေထိုင်သူတွေစတင်ဒရီထားဖို့အချိန်ရောက်ပြီလို့ပြောပြရသည်26ရက်နေ့လီစီးကျောင်းတိုက်ခတ်မှုကြောင့်မလို့မြမပင်လယ်ပြင်ကို အမြင့်ပေရှစ်ပေရှိတဲ့ ရေလှိုင်းလုံးနေစတင်ပြီးတော့ဝင်ရောက်လာတာကိုကျွန်တော်တို့ခမာတွေ့ရှိရပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာဖြစ်ပေါ်နေတဲ့လီဖျားနဲ့ရရဝန်းဟာ တနာယီကိုမိုင်45မိုင်ကျော်ပြီးတော့မိုင်90ဝန်းကျင်နဲ့မုံတိုင်းစတင်ဖြစ်နိုင်တယ်လို့ကမ္ဘာသင်္ဘောအာမကန်နေအသုံးပြုတဲ့ ပုံသေးနီးရာသတိပေးတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒီအခြေအနေကရှိတဲ့ရေလိုင်းကိုကြည့်မယ်ဆိုရင်ဘင်္ဂလားပင်လယ်အလယ်ပိုင်းမှာအမြင့်ပေ16ပေရှိတဲ့ရေလိုင်းကြီးကျယ်ပြန့်စွာဖြစ်ပေါ်ပြီးတော့အီယာဝတီနဲ့ရခိုင်ကမ်းရိုးတမ်းကို စတင်ရိုက်ခတ်နိုင်တဲ့အနေအထားကိုခမှာတွေ့ရှိရပါတယ်။ ကဘာပင်လေကူတင်မောအာမခံလုပ်ငန်းတွေရဲ့ပုံသဏ္ဍာန်ရာ28ရက်နေ့ဗုဒ္ဓနေ့မှာတော့မုံတိုင်းစဖြစ်လာတဲ့အနေအထားနဲ့တူအိန္ဒိယကမ်းရေဘက်ကိုတဖြည်းဖြည်းနဲ့ချင်းကသွားတာကိုတိုင်းတာရရှိပါတယ်မြမကံယိုရန်တလျှောက်တိုက်ခတ်ပြီးတော့မြမပြည်အလဲပိုင်းမန္တလေးကြော်တဲ့အထိလေစီကြောင်းတိုက်ခတ်တာကိုကျွန်တော်တို့ခမန်းလို့ရပါတယ် ပြင်းထန်လာတဲ့လေစီးကြောင်းတိုက်ခတ်မှုကြောင့်မလို့28ရက်နေ့ဗုဒ္ဓနေ့မှာဆိုလို့ရှိရင် အမြင့်ပေ16ပေနဲ့ရေလိုင်းများဟာအီယာဝတီနဲ့ရခိုင်ကမ်းရိုးတန်းကိုစတင် ရိုက်ခတ်နိုင်တဲ့အနေအထားရှိတဲ့အကြောင်းမလို့ကမ်းရိုးတန်းနေထိုင်သူများကမ်းရိုးတန်းအနီးလောက်ကင်သူများကောင်းဝေးလောက်ကင်သူများသွာလာသူများအားလုံးကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အတိပေးဖို့မေတ္တာရက်ခံပါတယ်29ရက်နေ့ရောက်တဲ့အခါမှာတော့တနာယူမိုင်60ဝန်းကျင်နဲ့ဖြစ်လာနိုင်တဲ့မုံတိုင်းဟာအိန္ဒိယကမ်းခြေကိုစတင်ပြီးတော့ချင်းကမင်လို့ကျွန်တော်တို့ကနဦးသုံးတတ်တို့ပဲမုံတိုင်းကဆွဲတွန်လိုက်တဲ့ရေငွေ့လေစီးကြောင်းဟာဆိုလို့ရှိရင်တော့မြန်မာပြည်အထက်ပိုင်းသားအထက်ကိုရောက်သွားနိုင်တယ်လို့ကျွန်တော်တို့ဖမ်းမှန်း တွေ့ရှိရပါတယ်။ချိုးလီစီကြောင့်တိုက်ခတ်မှုကြောင့်မလို့အေယာဝတီတိုင်းနဲ့ရခိုင်ကန်ယိုးတန်းနေမှာဆိုလို့ရှိရင်တော့16ပေအမြင့်ရှိတဲ့ရေလိုင်းတွေစတင်ပြီးတော့ရိုက်ခတ်နိုင်တဲ့အနေအထားကို တိုက်တာချက်တွေရသမန်းလို့ရရှိပါတယ်။ထို့အတူပဲ30ရက်နေ့မှာလည်းထိုရေလိုင်းရိုက်ခတ်မှုဟာကြဆင်းမသွားပဲနဲ့၃လရက်ဆက်တိုက် ရခိုင်ကမ်းရိုးတန်းတစ်ခုလုံးနဲ့အီယာဝတီတိုင်းကိုရိုက်ခတ်နိုင်တဲ့အတွက်ကြောင့်မလို့ကမ်းရိုးတန်းနေထိုင်သူများနဲ့သွားလာသူများအထူးတတိထားပြင်ဆင်ကြဖို့ဒီနေရာက မြင့်ဆန်ရက်ခတ်ပါတယ်ကျွန်တော်တို့ဒီကနေ့23မေလကနေပြီးတော့မှ28ရက်မေလအတွင်းကို မုတ်တုံလေးစီးကြောင်းနဲ့အတူ ဖြစ်ပေါ်လာတဲ့ အပူပိုင်းမုံတိုင်းငယ်ရဲ့အရှိန်ကြောင့်မြမပြည်အနှံ့ပြားမှာမိုးရရင်6လမရရှိနိုင်ပြီးတော့ရန်ကုန်တိုင်းအရှိပဲပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္သာရီတိုင်းတို့မှာဆိုလို့ရှိရင်တော့မိုးရရင်14လမလောက်ထိရနိုင်တဲ့အနေအထားရှိပြီးတော့အခြားတိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်ပြီးတော့မိုးကြီးနိုင်ပါတယ် မိုးပေါ်ကကြလာတဲ့ရေထရာဆိုလို့ရှိရင်လည်းငလင်လှုပ်ထားလို့မြေထဲကိုစိတ်မဝင်နိုင်ပဲနဲ့မြေပေါ်ကနေပြီးတော့စီးမာဖြစ်တဲ့အကြောင်းမို့ရုတ်တရက်ရေကြီးခြင်းများဖြစ်နိုင်တဲ့အတွေ့လောအပ်တီများကို ပြင်ဆင်ထားရပါရန်ကျွန်တော်နဲ့ကိုသက်ထွေးနိုင်ကအထူးတတိပေးပါရယ်ကျွန်တော်တို့ရဲ့ဗီဒီယိုအသံဖိုင်ကို Telegram မှာလည်းသွားရောက်ပြီးတော့ MP3 နဲ့ဒေါင်းပြီးတော့မိမိတို့မိတ်ဆွေများကို 讲为必来讲哇，基督徒嘛。